ထထန်းလေးမနစ်မျောခဲ့ပါညီမတင်မောအိုလံပစ်အာမခန်လိမ်လည်မှုအခင်ခင်ကြီးအေးစင်းငိမ်တက်နေသောပင်လယ်ပြင်ကဘာတဝမ်းရှိလူများစု၏နှလုံးသားကိုကြောက်ရွံ့မှုနှင့်ဝမ်းနည်းမှုတို့ဖြင့်ပြည့်စေခဲ့သည့်1912ခုနှစ်ဧပြီလကာလကိုပြန်လည်အာရုံစိုက်ကြည့်ကြပါစို့ကဘာအကြီးဆုံးအကောင်းဆုံးဟုခုံယူကြသောမစ္စတာထက်လည်းဒီတူမ၏ပထမဆုံးခရီးစဉ်တွင် ရေခဲတောင်နှင့်တိုက်မိကာနစ်မျောခဲ့ပြီးလူပေါင်း1500ကျော်ပျောက်ဆုံးခဲ့ရသည့်ရင်းသည်တမိုင်းဝင်အဖြစ်ဆိုးတစ်ခုခုမှတ်တမ်းတင်ခဲ့ကြသည် သို့တော်တင်မောရေအောင်၌နှင်းမျောနေသည်မှာထိုက်ထက်နေဟုတင်ယုံကြည်ပါသလားလွန်ခဲ့သောနှစ်ပေါင်း30ခန့်ကစတင်ခဲ့ပြီးယနေ့တိုင်အွန်လိုင်းကွန်ရက်များတွင်အငင်းပွားဆွေးနွေးနေရသောအကြီးမားဆုံးလှုပ်ဝက်ချက်တစ်ခုရှိနေပါသည်မြန်မာ Tetris Switch Theory ဟုခေါ်သောတင်မော20လဲလှယ်မှု theory ပင်ဖြစ်သည် ဤသီအိုရီယာနင်းမျောသွားခဲ့သောတင်မောမှာထက်ထက်လည်းမဟုတ်ပါခင်သည်ထက်ထက်လည်းအမတင်မောဇုံးလင်ဖိတ်ဖြစ်ပြီးအကြီးအကျယ်အာမခံလိမ့်လည်းမူကြီးတစ်ခုအဖြစ်အသက်သွင်းခံခဲ့ရခြင်းဖြစ်သည် ဖြစ်ရဤအကြောင်းတရားမှာအမျက်အတွက်မတော်တဆမှုကိုအသုံးချခြင်းဤအကျဉ်စီသည် White Star Line ဗန်နာယီပြဿနာမှာစတင်ခဲ့သည် Olympic တင်မောသည်ထက်ထက်လည်းမထွက်ခွာမီ1910မှာလာတွင် အင်္ဂလန်နယူးယောက်ခရီးစဉ်အတွင်းအမ်ရှာ့နှင့်တိုက်မိခဲ့ပြီးနောက်ဖက်ညာဘက်ခြမ်းတွင်ပြင်းထန်စွာပျက်စီးခဲ့ပြီးဤပျက်စီးမှုသည်ပြန်လည်ပြင်ဆင်ရန်အလွန်ကုန်ကျစရိတ်များပြားလာပြီးအချိန်ကုန်လူပန်းဖြစ်လာခဲ့သည်သီအိုရီပညာရှင်များ၏အဆိုအရဝက်စတာလိုင်းပိုင်ရှင်ကြမော့ဂန်အပါဝင်ခေါင်းဆောင်များသည်စီးပွားရေးအရာရှုံးနိမ့်မှုနှင့်ရင်ဆိုင်ရမည့်အရေးနိမ့်မှုကိုရှောင်ရှားရန်ရက်ဆက်သောဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ကြသည်ဟုလို့သည်။ The Olympic ကိုထက်ထက်နှင့်အတွင်ဖြင့် လက်ပတ်တစာစင်စီခြင်းနှစ်ထက်ထက်နဲ့အာမခံမှုဝါဒအသစ်ဆက်ဆက်ဖြစ်သည့်ဖြင့်တန်မိုးပူကြီးတီဟုယူဆကိုအတုံးချရန်အိုလင်ပစ်ကိုစီမံပြီးနှင်းမျောစေခြင်းဤနည်းဖြင့်ပျက်စီးနေသောတင်မောအိုလင်ပစ်အာမခံငွေကိုရယူပြီးအသစ်ဆက်ဆက်ဖြစ်သောထက်တဲ့ကိုအာမခံ damage free အဖြစ်ဆက်လက်အသုံးပြုကာအမျက်ဆုံးရယူရန်ကြံစည်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်ကွဲလွဲနေသောအထောက်အထားများနဲ့လဲလှယ်မှု၏အမှတ်အသားများ ဤလိမ်လည်မှုကြီးမားလွန်းတော်လဲတီအိုရီကိုထောက်ခံသူများသည့်အောက်ပါအမှားများကိုလှုပ်ဝက်ချက်အဖြစ်တင်ပြကြသည်ပထမအချက်မှာတင်မောနှစင်း၏ရုပ်ပိုင်းဆိုင်ရာကွဲလွဲချက်များကိုအာရုံစိုက်ကြသည်အချို့တပ်ပုံများအရဂိုလင်ဖစ်တွင်ပြတင်းပေါက်ကပ်လဲဖော်သော arrangements ပုံစံနှင့်တတက်လက်ပုံစံများသည့်မတူညီကြောင်းပြသသည့်လဲလဲစဉ်ကလက်တဲ့တွင်ဖန်သားဖြင့်ပိတ်ထားသောလမ်းလျှောက်နေရာနှင့်တံတားအထက် bridge wings ပုံစံကဲ့သို့အသေးစိတ်များကိုလဲလဲရန်ပြက်ကွက်ခဲ့သည်ဟုဆိုသည် ဒုတိယအချက်မှာတိဆောက်ရေးအမှတ်စဉ် yard numbers ဖြစ်သည်တင်မောတိဆောက်ရာတွင် အစိပ်ပိုင်းတိုင်းတွင် Olympic အတွက်၄၀၂တက်နစ်အတွက်၄၀၁ဟူသောစက်ရုံသုံးအမှတ်များကို print ထားခဲ့သည့် theory တင်မောနှင့်မျိုးပြီးနောက်သမုတ်တရာချန်ပီယံမှပြန်ရသောအစိပ်ပိုင်းများတွင်၄၀၁ခုတွေ့ရှိခဲ့ရသော်လည်းဤအထောက်ထားကိုပြန်လည်တက်ဆင်မှုများတွင်ဝဲချော်သွားခြင်းသို့မဟုတ်နောက်ပိုင်းတွင်အတုပပြုလုပ်ခဲ့ခြင်းဖြစ်နိုင်သည်ဟုရင်းနှီးကဆက်ဆက်လက်ဆွဆွဲကြသည် အမခန်၏အဆုံးသက်ငွေကြေးအရာ မကိုက်ညီမှုဤဒီအိုရီ၏အားနည်းဆုံးအချက်မှာဗန်နာ၏အကျိုးအမြတ်ပင်ဖြစ်သည်ထထဲလက်ကိုတိဆောက်ရန်ဒေါ်လာ9တသမ5တန်းကုန်ကြခဲ့တော်လဲအမခန်ထားရှိခဲ့သည်မှာဒေါ်လာ5တန်းသာရှိခဲ့သည်ထို့ကြောင့်အကယ်၍အိုဝင်ဖိတ်ကိုထထဲလက်အယောင်ဆောင်ဖြင့်မြင်မျောစေပြီးအမခန်ငွေ5တန်းကိုရရှိမည်ဆိုပါကပျက်စီးသွားသောတင်မော၏ကုန်ကြစည်း သို့မဟုတ်အမခံရရှိနိုင်သည့်အမြင့်ဆုံးပမာဏကိုပင်မရရှိနိုင်ဘဲစီးပွားရေးအရာကြီးမားစွာရှုံ့နှိမ့်သွားမည်ဖြစ်သည်။တမိုင်းပညာရှင်များကဤငွေကြေးရှုံ့နှိမ့်မှု သည်လိမ်လည်မှုအစီအစဉ်၏အဓိကရည်ရွယ်ချက်ကိုလုံးဝပြည့်ပြည့်စေကြောင်းထောက်ပြကြသည်။လူသားတို့၏အတတ်များနှင့်မဖြောက်ဖြက်နိုင်သောအမှန်တရားအကယ်၍ဤအစီအစဉ်သည် အောင်မြင်ပါကလူအမြောက်များတည်ကြည်ပျက်စီးရန်မရည်ရွယ်ခဲ့ပါဟုသီအိုရီကဆိုသည့်အာမခံရယူရန်အတွက်တင်မောအားဖြည်းဖြည်းချင်းနှျောစေပြီးခီးတဲ့အားလုံးကိုကဲတင်နိုင်မည်ဟုမျှော်လင့်ခဲ့သည် သို့သောထိုညကအသက်ကယ်လေ life boats ပမာဏသည်ခီးတဲ့နှစ်200အတွက် လုံးဝမလုံလောက်ပဲတဝက်ခန့်သာဆန်သည်ထို့ပြင်ထက်တဲ့ပေါ်တွင် J P Morgan စီးပွားရေးပြိုင်ဘက်များဖြစ်သော John Jacob Astorf, Benjamin Gardner နှင့် Isidro Strauss ပါဝင်ခဲ့ကြသည်ဤသူများတည်ဆုံခဲ့ခြင်းသည်လူပုဂ္ဂိုလ်အချို့ကိုဖယ်ရှားရန်စီစဉ်ခဲ့ခြင်းဟူသောနောက်ထပ်လှုပ်ဝက်ချက်တစ်ခုကိုပါပေါင်းဆက်စေခဲ့သည်သို့သောဤသူများတည်ဆုံခဲ့ခြင်းသည်အစီအစဉ်မှရွေးမှုကြောင့်သာဖြစ်နိုင်ကြောင်းသမိုင်းပညာရှင်များက ။အခိုင်အမာဆိုကြသည်။ဒါဆိုအမှန်တရားကဘာလဲ။သမုဒ္ဒရာအောက်၌အိတ်ဆက်နေသောအပျက်စီးများပေါ်မှကျိုးပဲ့နေသောတင်မောဤအစိပ်ပိုင်းများကိုစစ်ဆေးရာတွင်ရနလေးရာတအမတ်သားများသာတွေ့ရှိရသည်။မင်းတို့သည်ထစ်ထလေးဖြစ်ကြောင်းကိုတတ်သိပြနေသည်။ရမဇောလင်ဖိတ်သည်အနှစ်နှစ်ဆယ်ကျော်ကြာအမှုထမ်းပြီးနောက်1935ခုနှစ်တွင် စတင်ဖြုတ်ရောင်းချခံခဲ့ရသည်။နင်းဤပစ္စည်းများကိုရောင်းချရာတွင်ရနိုလီယာအမတ်သားများသာတွေ့ရသည်။ ဒါဆိုတဲ့အနေနဲ့ဘလို့ထင်ပါသလဲဒီဇလန်ဟာကမ္ဘာအကြီးမားဆုံးတမိုင်းဝင်လှည့်စားမှုတစ်ခုလားဒါမှမဟုတ်လူသားတွေရဲ့စိတ်ကူးယဉ်မှုနဲ့တမိုင်းဆိုင်ရာမတော်တဆမှုကြီးတစ်ခုအပေါ်လိုက်ရှာနေတဲ့ရှုပ်ထွေးတဲ့ theory ကြီးတစ်ခုပဲလားမချက်များတဲ့တွင်တင်းဤထင်မြင်ယူဆချက်ကို မျှဝေပေးပါ Hey friends if you're feeling the vibe smash that like hit follow and don't forget to subscribe so you never miss a video appreciate you all see you in the next one